အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့17လပိုင်းအတွက်နိုဝင်ဘာလမှာအင်္ဂါသားကြီးများအတွက်ကံကြမ္မာအကျိုးအကြောင်းဆိုးကောင်းလေးလေးကျွန်တော်ဒီနေ့မှတလားစာအတွက်ဟော့စတန်နေမြပြင်မှာဖြစ်ပါတယ်ဗျာအဲ့တော့အင်္ဂါသားသမီးတွေကျွန်တော်ဒီလမှာဟော့ပြုတ်ပြရတာအရန်ကိုစိတ်ချမ်းသာကောင်းပါတယ်အရန်ကိုဝမ်းသာစရာကောင်းပါတယ်ဒါကြောင့်မအင်္ဂါသားသမီးတွေပါလို့ရှိရင်ဝမ်းသာလိုက်ပါတော့ဗျာနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဒီတလားစာမှာကောင်းတာလေးရှိလို့နည်းနည်းညံ့တာလေးလည်းရှိတယ် ျွန်တော်ကောင်းတာလေးရင်မြောက်ပေးမယ်ကျွန်တော်မေးစွေအင်္ဂါသားမိတွေကဘယ်နိုင်ငံဘယ်မြို့ဘယ်နေရာဘယ်နေရာနေကြည့်နေဆိုတော့ကျွန်တော် comment လေးမှာရေးပြပါအောင်မြတ်ကျွန်တော်တို့လေးရင်းနှီးမှုလေးရသွားအောင်လို့ပေါ့နော်အဲ့တော့ကျွန်တော်မေးစွေအင်္ဂါသားမိတွေဒီလအတွင်းမှာအဲ့တော့ကျွန်တော်တို့ဒီကောင်းတာလေးတွေအများကြီးရှိပါတယ်တော်တော်လေးကိုကောင်းပါတယ်ဗျာเนาะအဲ့တော့ညံ့တာလေးနိုင်ငယ်ရှိပါတယ်ကောင်းတာလေးတွေရင်မြောက်ပေးမယ်เนาะအဲကောင်းတယ်မြောက်ပေးမယ်ဆိုလို့ရှိရင်ပရမောက်ဆုံးကတော့အလုတ်ကန်ငွေကြီးအရန်ကိုကန်ကောင်းကန်ထနေတဲ့လပဲဖြစ်ပါတယ်အလုတ်နဲ့ပတ်သက်ပြီးတော့အလုတ်တွေအောင်မြင်မယ် အရင်လက်ကလွှဲချော်ခဲ့မြအရင်လက်ကအစီမပြေခဲ့သမျှဒီလမှာအစီပြေမှုတွေရမယ်အောင်မြင်မှုတွေရမယ်ကိုယ်ပိုင်လုပ်ငန်းတွေကောင်းမယ်အယောင်းဝဲလေးဖြစ်မယ်အဲ့တော့အကျွေးများနေမိတ်ဆွေတို့မှာအကျွေးကြည့်နိုင်တယ်အဲ့တော့တကယ်ကိုအလုတ်ကောအလုတ်ကောင်းနေရာကောင်းရောက်မယ်ကာလဖြစ်နေပါတယ်အဲ့တော့ကျွန်တော်ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေတွေတအားဝင်နေမယ်ငွေတွေကအဖက်ဖက်မှမမျှော်လင့်ထားတာလေရောအလုတ်နဲ့ပတ်သက်တာလေရောအားလုံးဝင်လာလိမ့်မယ်ဝင်ဝင်နေရမ်းကြမ်းနေလိမ့်မယ် ငွေဝင်ကြမ်းမိဆိုလို့ရှိရင်အင်္ဂါသားမီးတွေကသုံးဖို့ဖြုံးဖို့ပဲစိတ်စဉ်းစားတတ်တယ်ဒါလေးတော့ရှောင်ပေးမယ်ငွေတွေအရန်ဝင်လာပြီဆိုလို့ရှိရင်ငွေဝင်ပြီဆိုတာနဲ့အချိုးရှိမြဟာတစ်ခုခုဥမာရွှေနှုတ်ငွေရွှေတုံငွေစားလေးတွေအိမ်ချမ်းမြေလေးတွေအဲ့ဒါမျိုးလေးရင်းနှီးမြုပ်နှံမှာဝယ်ပါပေါ့နော်အဲ့တော့ကျွန်တော်တို့အင်္ဂါသားသမီးတွေကငွေဝင်ပြီဆိုရင်အရန်ငွေသုံးချင်ကြတယ်အရန်ငွေသုံးကြမ်းတယ်ဒါလေးတော့အဓိကရှောင်ပေးမယ်နော်ပြီးလို့ရှိရင်ဒီလောက်အတွင်းမှာအရင်လောက်ဖြစ်တဲ့ခက်ခဲတွေအများကြီးကြုံခဲ့လိမ့်မယ်အဲ့ဒီခက်ခဲတွေအားလုံးဒီလောက်မှာကျော်လွန်သွားပါပြီ ဲ့တော့ဒီလမှာအခက်အခဲတွေအလုံးကြုံလွန်နေလဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများစူးစမ်းပါစူးစမ်းလေးလေးအောင်မြင်လေးလေးဖြစ်ပါတယ်ဒီလတွေမှာအလောက်ကန်ခွန်းလန်းနေရတခုမှတခုပေါ်လာလိမ့်မယ်အာဟိုကပေါ်လိုက်ဒီကပေါ်လာလိုက်အဲ့လိုပေါ်လာလို့လဲစိတ်တွေကနေပြီးတော့ကျွန်တော်တွေဖြာများနေတတ်တယ်ဟေးတော်ရီအလုတ်ကန်ခွန်းလန်းလေးကဟိုကပေါ်လိုက်ဒီကပေါ်လိုက်တကယ်ကိုကောင်းတဲ့ခွန်းလန်းလေးအများကြီးပေါ်လာလိမ့်မယ်ကျွန်တော်တို့အဲခွန်းလန်းကောင်းနေရာလူကောင်းနေနေဟာကောင်းနေအဲ့လိုတွေအများကြီးပေါ်လာလိမ့်မယ် ပြီးလို့ရှိရင်ကျွန်တော်တို့ဈေးရောင်းတဲ့မိတ်ဆွေများဆိုလို့ရှိရင်ဈေးရောင်းဝယ်တွေအရင်ကောင်းနေလိမ့်မယ်အဲ့တော့မိတ်ဆွေများအဲရင်းနှီးတာတဲ့ကုံလောင်မာလေးတူလောင်မာလေးအဲ့တော့အရင်းကြီးတွေများများလောက်ထားပါဒီလောက်တည်းမှာအမျက်ဆွေများများရမယ်ကာလာဖြစ်နေပြန်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလောက်တွင်မှမဖြစ်မနေရတော့အလူတန်းလောက်အောင်မယ်ဗျာအလုတ်ကနေပြီးရောကျွန်တော်တို့အစင်ပြေတာမျိုးအဲ့တော့ကျွန်တော်မမျော်လင့်ထားမဲ့ငွေတွေရပြီးလှူရတာမျိုးအဲ့လိုမျိုးအလူတန်းတစ်ခုမဟုတ်တစ်ခုလုတ်ကိုလောက်ရလိမ့်မယ်မိစေမြတ်ဒါကတော့တေချာပေါ်ဖြစ်ပါတယ်အဲ့အတွက်တည်းဝန်သားကြပါဗျာနော်တာတို့ခေါ်ပါတယ် ပြီးလို့ရှိရင်ကျွန်တော်တို့တွေဒီလောက်တည်းမှာကံပွင့်လက်ပွင့်စမ်းပွင့်နေလိုက်ပါလေမြဲကံလဲပွင့်လဲလက်လဲပွင့်လဲစမ်းလဲပွင့်လဲစုပ်ကောလက်ကောစံကောပွင့်နေတဲ့ကာလဖြစ်နေပါတယ်ဒါကြောင့်မလို့အင်္ဂါသားသမီးတွေအဲ့တော့ကံထစမ်းထနေတဲ့ကာလဖြစ်ပါတယ်အဲ့တော့စမ်းထမှနဲ့တူတူကျွန်တော်တို့ကအေးကိုကစမ်းနေရတာထတော့ကိုရဲ့အိမ်အောင်ဘက်ကိုရဲ့ချစ်သူဇာတိနဲ့ဒီခါကြလို့ရှိရင်အဲကရော့ကစားစကားများလိုမျိုးဖြစ်လိုက်မယ်ရံဖြစ်လိုက်ပြန်ချစ်လိုက်လို့ဖြစ်မယ်ပေါ့ဗျာကိုဘကယူသားသားသစ္စာရှိဘူးတော့ကျွန်တော်မှားချင်ပါတယ် ငါတို့တမင်းစားတွေအိမ်တော်ဘက်တွေကရန်ဖြစ်လိုက်ပြန်ချက်လိုက်ပါပဲအဲ့တော့ဒီလောက်တွေ့မှာဘာပဲလို့လို့အောင်မြင်မှာဘယ်လိုလို့အောင်မြင်မှာဆိုလို့ရှိရင်နာမည်ပါကြီးမှာဗျဒါကြောင့်အမှုပညာနဲ့ပတ်သက်ပြီးဆိုလို့ပူပူကောင်းတယ်အဲ့တော့နာမည်လည်းကြီးမယ်အဲ့တော့ကျွန်တော်တွေအောင်မြင်မှုလည်းရမယ်အထူးသဖြင့်အမှုအမှုပညာတွေအလားပါတွေအလားကုန်နဲ့ပတ်သက်ပြီးတော့နာမည်ကြီးမယ်တည်ငောင်းတွေရမယ်အော်ကိုကိုဆိုင်ကနာမည်ကြီးသွားတာတို့ဟာကိုကိုတိုင်းကနာမည်ကြီးသွားတာတို့အဲ့ဒါမျိုးလေးဖြစ်နေလိမ့်မယ်နာမည်လေးနာမည်လေးကြီးမယ်တည်ငောင်းတွေလည်း ဟိုကိုယ့်ရဲ့နာမည်တရင်ကောင်းလေးလည်းကြော်ကြားလိမ့်မယ်ပုံနော်အဲ့တော့ကျွန်တော်တို့တွေဒီလောက်ဒီမှာပို့လို့အားကောင်းသွားအောင်ကျွန်တော်တို့ရဲ့ကံထောက်ပံ့ကောင်းတယ်ကျွန်တော်တို့ရဲ့ဂုဏ်သတင်းတွေနာမည်ကြော်ကြားသွားအောင်အဲ့တော့ကျွန်တော်တွေအလုတ်ကင်နေပို့လို့အစီအမံတောင်းဆိုလို့ရှိရင်အနီရောင်လေးတွေအပြာရောင်လေးတွေအဖြုံလေးတွေပါလာလေးကိုမြန်မြန်ဝတ်ပေးမယ်အဲ့တော့ကျွန်တော်တွေကိုဘယ်နေ့ဒီမှာအေးကျွန်တော်လုပ်မယ်ဆိုရင်6ရက်နေ့တွေတို့10ရက်နေ့တွေတို့9ရက်နေ့တို့အဲ့ဒီရက်တွေမှာလုပ်လို့ရှိရင်လည်းကျွန်တော်ကံထောက်ပံ့ကောင်းတွေအများကြီးပေးမယ်ဒီလောက်တည်းမှာခီးတွေပါတယ်တော့လိမ့်မယ် ထွားတဲ့ခီးကလည်းကောင်းပါတယ်အဲ့တော့ဒီနှမကျွန်တော်တို့အထက်လူကြီးတွေအဲကိုယ့်ရဲ့မိဘဘွားတွေအလုပ်ထမဆိုအထက်လူကြီးတွေဆက်စားပြီးသူတို့ဟာအကူအညီပေးမှုတွေခံရမယ်သူတို့ရဲ့ချစ်ခင်မှုတွေခံရမှာဖြစ်ပါတယ်ဒါဒါကြောင့်မို့သူတို့ကကျွန်တော်တို့အကူအညီတွေအများကြီးပေးပါလိမ့်မယ်အဲ့တော့အလုပ်အလုပ်ထမရောအိမ်မရောမိသားစုထဲမှာဆွေမျိုးထဲမှာအထက်လူကြီးတွေကကိုယ့်ကိုချစ်ခင်နှစ်သက်ကြပါလိမ့်မယ်ဒါကြောင့်လည်းကျွန်တော်တို့ကပိုလို့ကံကောင်းနေတာဖြစ်ပါတယ် ုတ်ပြီဒါတော့တော်တော်ကောင်းတဲ့အခြေအနေပဲဖြစ်ပါတယ်တော်တော်ကောင်းတဲ့အခြေအနေတော့နည်းနည်းညံ့တာလေးလည်းရှိပါတယ်နည်းနည်းညံ့တာလေးတွေကျွန်တော်ဆက်လက်ပြီးမြောက်ပေးပါမယ်အဲကောင်းတာလေးရတော့အေကမွန်းကြဖြစ်ပါသည်အဲ့တော့ညံ့တာလေးရတော့ဖတ်လွဲပါသည်ချောပါသည်ပေါ့ဗျာเนาะကျွန်တော်ကသတိထားအောင်ပြောသတိထားအောင်လည်းပဲပြောပြပေးတာပါဗျာဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒီဒီတက်တွေမှာအင်္ဂါသားသမီးတွေကငွေတွေအရန်ဝင်တာကြမ်းတဲ့လောက်ငွေခုံငွေကြေးငွေကြေးကြတဲ့များနေလိမ့်မယ် ဒါကြောင့်မို့ကျွန်တော်အရင်နဲ့ပြောပြတာနော်ငွေဝင်ဝင်ဆိုတာနဲ့တခုအကျိုးရှိမှကိုဝယ်ထားပါမဟုတ်ရင်တုံးချင်ဖြုံးချင်ပေးချင်ကန်းချင်စိတ်တွေအရန်များနေမှာဆိုလို့ကျွန်တော်တို့ကတုံးချင်ဖြုံးချင်စိတ်တွေရှော့အောင်လို့ကျွန်တော်အကျိုးရှိတာတခုခုဝယ်ထားမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ရှောင်းမယ်နေ့နဲ့နှစ်ခုရှိတယ်အဲ့ဒါတော့ဗုဒ္ဓသာသမိနဲ့တင်းနဲ့သာသမိဖြစ်ပါတယ်ဒီနေ့နဲ့နေနဲ့ကျွန်တော်တို့ကအလုပ်လုပ်တွေတူတွဲလို့မယ်ဆိုလို့ရှိရင်နည်းနည်းရန်ပြရတတ်တဲ့စကားများတတ်တဲ့အဲ့လိုတွေကကျွန်တော်တို့ပြဿနာလာရှာတတ်တဲ့ ပြီးလို့ရှိရင်ဒီလောက်တွင်မှာကျွန်တော်တို့ကသူများကိုအားကိုးလို့မရဘူးလူယုံထားလို့မရဘူးအဲ့တော့ဟောဟိုဒီလုပ်ငန်းတစ်ခုလုပ်ရဲမင်းကြည့်ထားလိုက်ကွာငါပြီးရင်ငါလာခဲ့မယ်ဆိုအဲ့လိုမျိုးလေမလုံနဲ့အဲဘယ်လုပ်ကိုပဲလို့ကိုကိုတိုင်းဥစားပြီးကိုကိုတိုင်းဆုံးဖြတ်မှသာလင်ကောင်းတဲ့အရာတစ်ခုပါအဲလူယုံထားလို့မရပါဘူးအဲသူများကိုယုံကြည်လို့လည်းမရပါဘူးအဲ့တော့ကျွန်တော်တို့ဒီဒီမှာလေအမျိုးအမျိုးเจ้าလို့အလုတ်တရားကတော့သူတစ်ပါးเจ้าကျွန်တော်စဉ်းကျင်စရာလေးပေါ်လာတတ်တယ် အဲဘလို့စဉ်းစားဆိုတော့အဲ့တူပတ်ကြပဲကျွန်တော်ကအဲ့ငွေတွေကုံသွားတတ်တယ်အဲ့ဟိုကျွန်တော်ခလို့ကုညင်ပြရတာလို့ခလို့ဖြည့်ရှင်းပြရတာလို့ခလို့သွားပြီးကုညင်ပြရတာအဲ့လိုမျိုးလေးဖြစ်တတ်တယ်အဲ့တော့တူတူပတ်เจ้าငွေကုံကြီးကြတွေများနေတတ်တယ်ဒါလေးတော့ကွက်ကိုကျူးဆိုင်မှာပေါ့နော်ကျွန်တော်ဂျာတို့ညမဝင်နဲ့နေရာတကမှာဆရာကြီးသွားမလုံနဲ့ပေါ့နော်အဲ့တော့ကိုကိုဘကိုကိုနေအဲ့တော့မလိုအပ်လို့ရှိရင်မပြောတယ်မခေါ်နဲ့ အဲ့တော့ကိုယ့်ကိုယ်နေပုံနော်သူကကိုယ်ကသွားပတ်သက်လိုက်ကြံမှာသူရဲ့ပြက်နာကိုယ်စီရောက်လာတာမျိုးလေးကြုံတတ်တယ်ကိုယ်စီမှာပြက်နာမရှိဘူးနော်သူများပြက်နာကိုယ်စီလာကူးတတ်တယ်ဒါလေးလောက်ယူဆိုင်ပေးမယ်အဲ့တော့သူသူဘာကြောင့်ငွေကုန်ကြီးကြနေများနေရတက်တယ်အဲ့တော့ကျွန်တော်လောင်စားလေးပါလေဒီလောက်တည်းမှာရှောင်ပေးမယ်အရန်လို့လို့မကောင်းပါဘူးအဲ့တော့ဒီလောက်တည်းမှာကျွန်တော်တို့အိမ်ကိုကျွန်တော်ရောက်ရောက်ရောက်ကရှာတို့မင်းမရှာတို့အဲ့လိုမျိုးလေးလာလို့ရှိရင်လက်ပိတ်တက်တယ် ဒါဒါကြောင့်မို့သူတို့လာမယ်ဆိုလို့ရှိရင်ခက်မမြန်ပဲကျွန်တော်ရေဟိုခက်ခုစားကုစားခက်မမြန်လေးပေါ့နော်ခက်မမြန်အဲခန်းခက်မမြန်လေးသူတို့ကျင်းတယ်လို့ပဲပြန်လွတ်လိုက်အဲ့တော့အိမ်မှာကြ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 ာနေလို့မကောင်းပါဘူးရောက်ကရှာလို့မင်းမရှာလို့ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ရေအင်္ဂါသားသမီးတွေအတွက်အိမ်ကိုဧည့်တယ်အဲ့လိုမျိုးလေး လာမလာလာကောင်းတယ်ပေါ့နော် ပြီးလို့ရှိရင်အလုတ်ထဲမှာနည်းနည်းရံပေါ်နေတတ်တယ်အလုတ်အလုတ်ထဲမှာကျွန်တော်လေအလုတ်ထဲမှာကောကျွန်တော်လေအိမ်မှာကျွန်တော်စကားများတာမျိုးလေးလေးအဲ့တော့ကျွန်တော်ငွေကြီးငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့အချင်းချင်းစကားများတာမျိုးလေးရံဖျက်တာမျိုးလေးဒီလောက်တည်းမှာတော့ကြုံလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်အယုံမလွယ်မလဲငွေမပေးနဲ့ဆိုတော့အဲ့ဒါပြောတာနော်ကျွန်တော်ကကုငွေနဲ့ကိုစိတ်ဒုက္ခရောက်နေတတ်တယ်ဒါကြောင့်မို့ငွေလေးဘယ်သူမှမချိနဲ့ဘယ်သူမှမပေးဘယ်သူမှလည်းမယုံနဲ့ဗျာကိုယ့်ကိုငွေရတာနဲ့ကိုယ့်ကိုအကျိုးရှိတာတခုလောက်ထားမယ်ဒါဆိုရင်ပိုကောင်းပါတယ်ပေါ့နော် ပြီးလို့ရှိရင်ဂျားသုံးဂျားမဝင်နဲ့သူများတငငချင်းဂျားတို့လင်မယားဂျားချစ်သူဂျားဘယ်ဂျားမှမဝင်တာကောင်းပါတယ်အဲဂျားဝင်လိုက်တာနဲ့ဂျားဝင်ဖြည့်ရှင်းပြလိုက်တာအဲ့ပြဿနာကိုယ်စီပြန်ရောက်လာတတ်တယ်နော်သူများကိစ္စကြောက်ခေါင်းရှော့ဝါတက်တယ်ဒါလေးလို့ယူဆိုင်ပေးမယ်ကျမရင်းနဲ့ပတ်သက်ပြီးတော့ခေါင်းမကြည့်တာလေးစိတ်ညစ်စရာလေးလေးအဲကျွန်တော်တို့အုံနှုတ်မကြည့်တာလေးတွေအဲစိတ်တဲ့မလန်းတာလေးတွေဒါကြောင့်လို့ရှိရင်စိတ်တုန်နေတတ်တယ် စိတ်တူနေတဲ့တခါကျလို့ရှိရင်စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတဲ့တနည်းရောလှုပ်လှုပ်ချင်ဆိုတခုသွားချင်တယ်ဆိုအဲ့လိုမျိုးနေဖြစ်နေတတ်တယ်အဲ့ဒါမျိုးလေကိုယ့်ကိုထိမိမယ်ဒါကြောင့်မို့ဒီလအတွင်းမှာဘာသာရေးနေတဲ့တရားထိုင်ပေးမယ်တရားထိုင်ပေးမယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီလအတွင်းမှာအထူးပြုလုပ်မယ့်ကြတဲ့လေးတခုပေးမယ်အဲ့တော့ဒီရလေးကိုလှုပ်ပြအောင်လှုပ်ပေးပါဒါဆိုရင်ကျွန်တော်ဒီလအတွင်းမှာရန်လင်လဲနေသွားမယ်အတိုက်ခိုက်နေတယ်ရှင်းသွားမယ်အဲ့တော့ကောင်းကောင်းနိုင်ကန်နေတဲ့အပေါ်ရောက်သွားမှာဖြစ်ပါတယ် ီလောက်တည်းမှာထိပေါက်ကင်းလည်းရှိတယ်မလို့ထိတယ်ထိုးပြအောင်ထိုးပါအဲ့တော့ထိမထိုးလဲငွေရဝင်มาဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မို့ထိထိုးလို့ရှိရင်ပိုကောင်းပါတယ်ဗျာနော်အဲ့တော့ကိုယ့်ရဲ့အိမ်ဖျားမှာအင်္ဂါနေ့မှာပဲလုပ်မယ်နော်မိတ်ဆွေများအင်္ဂါသားသမီးဆိုအင်္ဂါနေ့မှာလုပ်မယ်ဇီးကိုဖျားလူပြီးမယ်ဇီးကိုဖျားလူပြီးမယ်ကျွန်တော်လက်ဖက်သုံးတွေပါရင်မိတ်ဆွေများကြိုက်လာမှာဖြစ်တယ်ကျွန်တော်တော့ကြိုက်ပါတယ်အဲ့တော့လက်ဖက်သုံးတွေပါလို့ရှိရင်လက်ဖက်သုံးတွေပါတယ် အဲ့ဒါတုတ်ပြီးတော့ကိုကိုတိုင်လက်စားမယ်တငယ်ချင်းတွေအပေါင်းအသင်းတွေကိုလည်းလက်ဆောင်ပေးမယ်သူတို့လည်းကျွေးမယ်ပေါ့ဒါမှမဟုတ်လည်းအထုပ်လက်လက်ဖက်ထုပ်လေးရှိတယ်အဲ့ဒါကျွန်တော်တို့ဒီဒီလက်ဖက်ထုပ်လေးတွေကိုလည်းလက်ဆောင်တငယ်ချင်းတွေကိုလက်လက်ဆောင်တွေပါပေးလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်လက်ဖက်တွေပြန်ဝင်လာစီပါတယ်ဗျာနော်ကိုယ်ဘယ်သူပဲပေးပေးပါအဲ့ရလူကြီးတွေဖေးနေဖို့ဘိုးဘွားတွေစပေးကိုယ့်ရဲ့မျိုးတွေတွေပေးလို့ရတယ်တငယ်ချင်းတွေပေးလို့ရတယ် လက်ဖက်တို့လက်ဆောင်ပေးကိုကိုနဲ့လက်မကြခဏတို့လက်ဖက်တို့တုတ်စားလို့ရတယ်အဲ့တော့ပေးရှင်နဲ့ကျွန်တော်ပေးကျွန်တော်လည်းပေးလို့ရပါတယ်ကျွန်တော်လည်းကျွန်တော်ကြိုက်ပါတယ်ပေါ့နော်အဲ့တော့အင်္ဂါနေ့မှာကျွန်တော်တို့နောက်ထပ်လောက်ရမှာတစ်ခုကတော့နှင်းစီပန်းနှင်းနှင်းစီပန်းခုနှစ်ပွင့်ပေါ့နော်နှင်းစီပန်း9ပွင့်ကိုဟိုဟိုဖះပန်းလေးတက်တက်လေးနဲ့အဲ့ဒါကိုကျွန်တော်ရေအဲတက်တက်လေးနဲ့ကျွန်တော်နှင်းစီပန်း9ပွင့်ကိုဖះမှာလူပေးမယ်နှင်းစီပန်း9ပွင့်ကိုဖះမှာလူပေးပြီးတော့ကျွန်တော်တို့က ဒီအချိုရီတစ်ခုကတ်ပေးမယ်အားပြေချိုရီပေါ့နော်ဘာချိုရီနေရလဲလစ်ပိုချိုရီလည်းရတယ်အဲကျွန်တော်တို့လစ်ပိုချိုရီကတ်တဲ့ချင်းတယ်ပေါ့နော်လစ်ပိုချိုရီကတ်ပါအဲတခြားတော့ခါရာဘောင်းတို့ဘာလို့တော့မကတ်နော်ခါရာဘောင်းတို့ဘာကြောအဲကိုဟောရီပါတယ်နော်ကြမ်းမို့ချိုရီပဲအားပြေချိုရီကတ်ပေးပါကျွန်တော်တို့ဩကျွန်တော်လစ်ပိုတို့အမ်ပြန်90တို့တော့အမ်ပြန်90ရရတယ်ချင်းတယ်နော်အဲတော့ချိုရီအချိုရီဖျောက်ကတ်ပေးမယ်ဒါလောက်ဆိုလို့ရှိရင်ကံကောင်းလက်ကောင်းတော့မှဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒီငွေတွေမြဲနေဖို့ဆိုတဲ့ တက်စင်ရတရားလေးကတော့အနီရောင်ခွက်တလုံးရှိလိမ့်မယ်အဲ့အနီရောင်ခွက်တလုံးတဲ့ကိုရေထည့်မယ်ရေထည့်ပြီးကျွေကျွေစေးထည့်မယ်အဲ့ကျွေစေးထည့်ပြီးအဲ့ခွက်လေးကိုကျွန်တော်တို့အရှေ့ပေါက်ဝလေးမှာထားပေးထားမယ်သုံးမုံကိုကျွန်တော်တို့အမြင့်နေရာပေါ်မှာတင်ပေးထားမယ်အဲ့လားလေးကိုခလေးလေးသွားမဆော့စေနဲ့နော်ဒါတော့ကျွန်တော်ငွေမရောင်တက်စင်ရတဲ့သဘောပဲဖြစ်ပါတယ်အဲ့ဒီခွက်လေးအောက်မှာလည်းငွေ9ရက်တန်တရွက်ကိုလည်းထားပေးထားမယ်နော်အာကျွန်တော်ပြန်ပြောပြပေးမယ်အနီရောင်ခွက်လေးတစ်လုံးလုံးမယ်အဲ့ထဲကိုကျွေစီလေးထည့်မယ်ကျွေစီကဘယ်လောက်ကျွေစီနေရပါတယ်ကျွေစီကျွေစီရှိသလောက်ထည့်ပါအ တစ်စီနှစ်စီသုံးစီလေးစီငါးစီရှစ်စီလောက်ထည့်ပါကျွေးစီထည့်မယ်ပြီးတော့ရေထည့်မယ်အိမ်ရှိပေါ့ကကျွန်တော်အမေကတော့မတင်ထားမယ်အဲ့ရအဲ့ရခွတ်အောက်မှာလည်းငွေ900တန်သုံးဘုံ900တန်တရွက်ထားပေးထားမယ်အဲ့တော့ဒါဆိုရင်ငွေတွေကမြေနေစီမှာဖြစ်ပါတယ်ဗျဒါတော့ငွေမြေရက်တရားပထမရက်တရားတော့ကျွန်တော်တွေငွေဝင်ရက်တရားနဲ့ကျွန်တော်တွေကန်ကန်တက်ရက်တရားပဲဖြစ်ပါတယ်โอเคဒါဒါဆိုလို့ရှိရင်ဒီဒီလအတွင်းမှာကျွန်တော်ကျွန်တော်မိတ်ဆွေများဒါတော့ဆိုရင်တော်တော်လေးကိုအဆင်ပြေသွားပါပြီ။ဒီဟာလေးလေးလှုပ်ကြည့်ပါ။ကံကောင်းလက်ကောင်းလာပါလိမ့်မယ်ဗျ။ ားလုံးယေရှုတင်ပါတယ်ကဲကျွန်တော်မိတ်ဆွေအားလုံးလည်းအင်္ဂါသားသမီးအားလုံးလည်းကံပွင့်လက်ပွင့်ကံကောင်းလက်ကောင်းပါစေအဲ့တော့ကံနေကောင်းနေကြဒီတက်မကပိုကောင်းပါစေအဲလူတန်းလေးလုံးနေပါစေသိင်းကြီးစုရဲ့ပေါက်ကြပါစေဗျအဲ့တော့ဆင်ပြီးတော့ကျန်နေတဲ့ line line square နေနေပါပေးကြပါဦးဗျအဲ့တော့မိတ်ဆွေများရောဘယ်နေရာဘယ်မြို့ဘယ်နေရာနေကြည့်နေဆိုတာလေ comment လေးမှာရေးပြပါဦးအားလုံးကျေးဇူးတင်ပါတယ်ဗျာ